ဟယ်လိုအားလုံးမင်္ဂလာပါကိုတိတ်ဖဘောချန်နီကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲဒီနေ့တော့ကျွန်တော်အပြင်လေးလဲသွားလဲရတယ်မနက်ကလည်း internet update ဖြစ်သွားတော့ line မရဘူးပေါ့နော်အော်ဗီဒီယိုလဲအပြင်သွားရတဲ့နေ့လဲမညနေလောက်မှပြန်ရောက်တာဆိုဗီဒီယိုလဲလှုပ်ရှင်ရမရှိအော်ခုမှပဲကျွန်တော်ကြိုက်လိုက်တယ်ပေါ့နော်။ဒါတော့အချိန်ကတိတ်မရအောင်ခွန်ခွဲပွဲကလည်းကျွန်တော် site prep ပွဲကအရင်မကြိုက်တဲ့အတွက်ကျွန်တော်မပြောတော့ဘူး ပြီးတော့ပွဲလဲစပြီဆိုတော့ကျွန်တော်ဗီဒီယိုတင်တဲ့အချိန်ညာပွဲရလဲစပြီဆိုတော့မကြိုက်တော့ဘူးပေါ့နော်အဲ့တော့မနေ့ကတော့ကျွန်တော်ပေါ်တူဂီလောက်သွားလို့ပေါ့ဗျာနော်ပေါ်တူဂီမလို့ကျွန်တော်မန်မာတွေအော်ဝင်ဖြစ်မယ်ပြီးလို့ရှိရင်ကျွန်တော်ခဏလေးပြင်ကြည့်ပြင်မောင်းတစ်ပေါက်မယ်ထင်တာပဲဟန်ဂရီရမယ်နော်ဝေးရမယ်တူရကီဂိုးပေါ်ရမယ်ဟုတ်တယ်ပေါ်တူဂီဘော်ဒီအောင်ရင်ကျွန်တော်မောင်းတစ်ပေါက်မယ်ပေါ့နော်မောင်းနှစ်ကတော့ကျွန်တော်လက်ဗီယာဂိုးအပေါ်သွားခဲ့မောင်းနှစ်ကတော့လက်သွားပြီမောင်းသုံးကတော့ ောင်တောတော့ကျွန်တော်ဒီဂျော်ဂျီယာတော့ပြား20 30လောက်ရမယ်ပေါ့နော်ဒါပေမဲ့ဟန်ဂရီနဲ့ပေါ်တူဂီကိုမပေါ်ဘူးတဲ့မရအောင်အဲ့တော့မောင်တစ်ကတော့တော်တော်လေးချိန်နေကောင်းတယ်အဲ့တော့ကျွန်တော်၄ရက်ဆက်လောက်မောင်ပေါက်မဲ့အနေထားလက်လွတ်လက်ရတယ်အဲ့လိုမျိုးလေးဖြစ်သွားပါတော့ပေါ်တူဂီရက်ဆက်သွားဝန်နေတူကလည်းကျွန်တော်တို့ရဲ့ဂုံကြီးရတယ်ပနတီလွဲတယ်ဗျာနော်တော်တော်လေးချိန်နေစိုးသွားပါတယ်ကဲတော့မနေ့ကလည်းဒါမမာတွေကတော့တပွဲသာပေါင်းထက်ပြတယ်ပေါ့နော်ဟို free တွေကတော့မပေါင်းသေးဘူးပေါ့နော် draw ပဲကြွားဝင်အဲ့တော့ ဒီနေ့ပွဲလေးကိုနည်းနည်းလေးမြန်မြန်လေးပြောမယ်ကျွန်တော်အချိန်ရတဲ့လင့်နေပြီ၈နိုင်လောက်မှတင်ဖြစ်မှာဆိုတော့เนาะဟို9နိုင်လောက်ကြော်နေပြီဆိုတော့ကျွန်တော်မြန်မြန်လေးပဲပြောပြမယ်။ဟော Cyber ပွဲတော့စစတော့မှာဆိုမပြောတော့ဘူးပေါ့เนาะ။အဲနောက်တပွဲအဲဆော်လုံးပွဲဆိုတော့ဆယ်ကွဲပွဲအစပြောပြမယ်။ဆယ်ကွဲမှာကျွန်တော် Faros Island နဲ့ Chess ပေါ့เนาะ။အော် Chess ကတလုံးကို55ပြားရှုံးပြီးနေတလုံး85ပြားနိုင် တဲ့ကြီးမှာတလုံး90ရှုံပြီးခဲ့တလုံး60နိုင်လောက်ပြီးခဲ့အဲ့တော့ဘော်ဒီကြီးတန်းကိုကိုပေါင်းကြီးတန်းကိုစုံကြီးတော့ပြုတ်ကြလာတယ်ပေါ့နော်။အော်ချက်နေနေတော့ကျွန်တော်တို့ပထမဒီဒီဒီအခုဒီနေ့ကန်ပွဲစဉ်ကကျွန်တော်နိုင်ငံကပွဲစကန်နေရက်ကအသင်းကြီးပြန်ကန်တာဒါတို့တို့ဒီဒုတိယမြောက်ပွဲစဉ်တွေဖြစ်သွားပြီပေါ့နော်။အော်ပထမပွဲမှာတော့တို့တို့ဒီအဲဘယ်လိုပြောမလဲချက်ကတော့ကျွန်တော်ခရိုအေးရှားကိုဒီဒီတီခံပြီးတော့ကလားထားနိုင်တယ်ဖောက်စ်အိုင်းစလန်ကတော့ကျွန်တော်မွန်ဒီနီဂရိုကို4-0နိုင်ခဲ့တယ်အဲ့ပွဲမှာကျွန်တော်က မန်မာရီထဲမှာကိုပေါင်းအောက်ပေးခဲ့ပြီး free ကိုလည်းကိုပေါင်းအောင်ပေးလိုက်တယ်ဗောနော်အဲ့ဒီကကျွန်တော် free လက်သွားတဲ့နေ့ပေါ့မန်မာရီတည်ကြွားဝိုင်းအော်ဒီနေ့မှာတော့ power island ကအင်္ဂွင်းတစ်ပွဲဆက်တော့ကန်ရတယ်ဆိုပေမဲ့ chess ကိုအလောက်ဒီခုခံနိုင်မယ်လို့တော့မထင်ဘူးဗောနော် chess တစ်လုံးအတာလောက်နေတော့နိုင်သွားနိုင်တယ်ဒါပေမဲ့တစ်လုံးရှိရင်တော့ကျွန်တော်ပြား90 60လောက်နင့်နာမှာနည်းနည်းလေးတော့လေအန်ဒီရအများကြီးတယ်အဲ့တော့ဒီပွဲက ဟို body အပေါ်ပေါ့နော် chest အတင်းနဲ့ဂူပေါင်းအောက်လေတွဲဆောရမယ်ပွဲစဉ်လို့ကျွန်တော်တွေးဂူပေါင်းကြီး385ပြားနိုင်နေပိတ်ထားခြင်းအချင်းမနေ့ကကျွန်တော်တို့ ဘော်ဒီကျေးပြင်းပြီးတော့ကိုပေါင်းကြီးအရင်မပြင်းတဲ့ပွဲတွေမှာကိုပေါင်းအောက်တာတွေတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုး flow တွေဝင်တတ်တယ်အော်ဒီနေ့သားမှာကျွန်တော်385ပြားနိုင်ပေါက်နေတဲ့နေသားမှာကျွန်တော်ကိုပေါင်းအောက်ကြိုက်တယ်ဘော်ဒီမှာတော့ကျွန်တော် chest ပဲကြိုက်တယ် chest တစ်လုံးအတာနဲ့နိုင်မလား2 z ဖြစ်မလားဒါပဲကျွန်တော်ကြည့်အောင်1 2 z ဆိုတော့ကျွန်တော်ပိုကောင်းတာပေါ့နော် body လည်းအပြည့်ရမယ်ကိုပေါင်းအောက်လည်းအပြည့်ရမယ်1 z ဆိုတော့ body ပြားလေးရှုံးမယ်ကိုပေါင်းအပြည့်ရမယ်2 1တော့ဖြစ်ကောင်းဖြစ်ချင်းလည်းဖြစ်မယ်ဒါပေမဲ့2 1ဆိုတော့ကျွန်တော်လက်သွားမှာပေါ့နော်အော်ဒီပွဲကကျွန်တော်ကတော့ chess နိုင်လိမ့်မယ်နိုင်မှလည်းဖြစ်မယ်ဘာလို့လဲဆိုတော့ Croatia နဲ့ဒါအမှတ်တူနေတဲ့အနေအထားမှာ Croatia ကတော့ချီချော်ဖို့တော့ခက်တာပေါ့လीเนาะအဲဘာဖြစ်သူချစ်တဲ့ပွဲအောင်ဖို့အတွက်တော့ chess နဲ့ဒီနေ့နိုင်ထားမယ်ဆိုရင်တော့ပို့ပြီးတော့လှိဖြစ်သွားလိမ့်မယ်အနေအထားဆိုတော့ကျွန်တော် chess ကိုပဲကြိုက်တယ်ပြီးတော့ကိုပေါင်းအောင်လီတွဲဆော့ဆေးခြင်းပါเนาะနောက်တစ်ပွဲ10ကွဲကကျွန်တော် Scotland နဲ့ Belarus Scotland ကနှလုံး10ပြားရှုံးပြီးနေ3လုံး55ပြားရှုံးစတဲ့ကြီးမှာ Scotland နှလုံး90နိုင်လောက်ပြီးခဲ့တယ်3လုံး30နိုင်ပြီးတယ်အဲ့တော့ ဘော်လီခြေတန်းကောခူပေါင်းခြေတန်းကောတော်တော်လေးပြင်းသွားတဲ့ဘက်ကိုသွားတယ်ပေါ့နော်နှလုံး90နိုင်ဝင်ယိုကနေနှလုံးတရေဝင်ယိုရောက်သွားတယ်အဲ့ဒါမှ2ပလက်2ပလက်30မဟုတ်ဘဲနဲ့2မိုင်း30ဆိုတော့ဒါမိုင်းတဲ့ဘက်ကိုသွားတယ်2မိုင်း90လောက်ထိကိုသွားခြင်းနဲ့အနေထားပွဲကန်ကန်ကြီးလို့ကိုကွဲလောက်လိုင်းထွက်တဲ့အချိန်မှာ2မိုင်း90ပဲဖြစ်သွားခဲ့မှာဒါဝင်ယိုတရာပြားတရာဝင်ယိုတစ်ခုလောက် ခြေပြင်းသွားတဲ့အနေထားလားဒီပွဲမှာစကော့တလန်တခုခုလုံးလိမ့်မယ်ပေါ့နော်ဒါပေမဲ့တခုတတိထားမှာကျွန်တော်စကော့တလန်နောက်ဆုံးပွဲစဉ်မှာဂရိကိုတို့ဒါ3-1တို့နိုင်ထားခဲ့တယ်ပေါ့နော်အဲဒီကောလည်းကျွန်တော်စကော့တလန်လီကြိုက်ခဲ့တယ်မှန်ခဲ့တယ်ဒီနေ့မှာလည်းစကော့တလန်19လာနိုင်မလွယ်နိုင်ဖို့လွယ်ချက်ရှိသလားပေါ့နော်ဒါလေးကျွန်တော်ပြင်ကြည့်ရမယ်အမတ်ဘေးဆရာကပြင်ကြည့်ရစကော့တလန်က9မှတ်နဲ့အဆင့်1မှာဒိမက်ကလည်း9မှတ်နဲ့အဆင့်1မှာဒီနေ့ဒီဒိမက်ကဂရိနဲ့တွေ့နေတဲ့အချိန်မှာစကော့တလန်ကဘယ်လာရုစ်ဆိုတော့ အိမ်ဖြစ်အတင်းနဲ့တွေ့နေတဲ့အနေထားမှာစကော့တလန်အနေနဲ့ဒီနေ့မှာအနိုင်ကစားမယ်ပြီးတော့ဂူပြက်ချီပြက်လေးနိုင်သားမယ်အဲနောက်ဆုံးဒီပွဲတွေပြီးသွားလို့ဒိမန်နဲ့ရမတ်တူနေတဲ့အနေထားမှာဒါ go different နေဟတ်တွေတွေ့ဆုံမှုပြန်ပြီးကြည့်မယ်ဆိုရင်ဒီနေ့ပွဲစဉ်ကစကော့တလန်ကဂူပြက်နိုင်သားမယ်လို့သူနေခွင့်ရေးတစ်ခုရမယ်ဒိမန်ဒီသူ့လို့သူလောက်သွားပြီးပြီးခဲ့တဲ့ပထမပွဲစဉ်တက်မှာဘယ်လာရုကို6-9လောက်သူတင်းတွင်းထားပြီးတော့ဒါ go different များများရအောင်ယူထားတယ်အဲ့တော့ဒီနေ့မှာလည်း စကော့တလန်အနေနဲ့ဘယ်လာရုစ်ကိုဒီလိုမျိုးလေးလုတ်မယ်ဆိုရင်တော့သူတဲ့ chance ပိုကောင်းတာပေါ့နော်အဲ့တော့ဒီနေ့မှာစကော့တလန်ကဒါဂိုပြည့်ချီပြည့်နိုင်လိမ့်မယ်လို့ပဲကျွန်တော်ယူဆပါတယ်ပထမပွဲစဉ်တက်မှာဒီပထမပွဲစဉ်မှာ green ကိုသူတိမဲ့နိုင်ထားတယ်ကျွန်တော်ကိုပေါင်းအပေါ်ယူအရင်ကြီးတော့မယူခြင်းဘူးနှစ်ပွဲဆက်ဂိုပေါ်ယူကျွန်တော်တိတ်မကြိုက်တဲ့ပုံစံကျွန်တော်ရှိရပေါ့နော်အဲ့ဒါကြောင့်ဒါမဲ့ဒီနေ့တော့ကျွန်တော်က စကော့တလန်အနေနဲ့တွင်းမရမယ့်အနေအထားဖြစ်တဲ့မနီယာတူရီကီလိုပေါ့ဗျာမနီယာတူရီကီဆိုလဲကျွန်တော်တို့2ပလက်80 90ပေါက်ပြီးဂိုးပေါင်းကြီးတူရီဒီဝင်ရောလာမနေပြေးသွားတယ်ပေါ့ဒါပေမဲ့တကယ်ကတော့69လောက်ရောက်သွားတယ်69 69ရောက်အဲဂိုးပေါင်းကြီးတူရီမိုင်း90ဒီလိုမျိုးလေးတူရီမိုင်း20 30လောက်ပေါက်ရင်တော့မဂိုးပေါင်းပေါ်လေဝင်ကြမှာဘူကက်ကြီးနဲ့ကွန်ထရိုးလုပ်ထားတာဗျာဟိုဂိုးပေါင်းပေါ်အရင်မနေရအောင်လို့ဒါမှမဟုတ်ကျွန်တော်တို့ဒီဂိုးပေါင်းပေါ်ပဲကြိုက်ကြပါဘာလို့လဲတူရီကီလဲ ဂိုးပြချီပဲတွင်းမှရပါဟိုဘက်ကတစ်ဖက်ကဂျော်ဂျီယာနဲ့စပိန်နဲ့တွေ့နေအနေထားဆိုတော့เนาะဒီနေ့လည်းအဲ့လိုပဲကျွန်တော်စကော့တလန်နဲ့ဂိုးပေါ်ပဲကြိုက်တယ်ဇွန်ပေါ်လေးကြိုက်တယ်ပေါ့နော်3-0နဲ့ရက်မလားဒါမှမဟုတ်3-1 4-1ဒီလိုမျိုးကြီးလာမလားပေါ့ကျွန်တော်ကတော့3-0 4-0အထိမှန်းနေပေါ့နော်အဲ့ကျွန်တော်စကော့တလန်နဲ့ဂိုးပေါ်လေးပဲကြိုက်တယ်နောက်တစ်ပွဲနယ်ဒါလန်နဲ့ဖင်လန် အဲဒီပွဲကတော့ကျွန်တော်ကဖြစ်နိုင်မယ်လို့မောင်းထဲလောက်ပဲဆော့လေ့ကျင်နေမှာနော်ဟိုနယ်ဒါလန်ပထမပွဲစဉ်တက်မှာမဲမော်တာကို4-0နိုင်ထားဆိုတော့အဲ့ပွဲကိုကျွန်တော်ကြီးကြမယ်ထင်မျိုးဒီပွဲကိုကြီးအောင်မယ်ကျွန်တော်တွက်ထားပါဒါပေမဲ့ ဖိုးဒီနဲ့နိုင်လာတော့မော်တာနဲ့ပွဲတော့ဇုံအောင်ပြီးသွားပြီးတော့ဒီနေ့နယ်သာလန်ဇုံအောင်မှုခတ်မယ်ပြီးတော့အသင်းကြီးလည်းဖြစ်နေတယ်အင်္ဂလန်လည်းဖြစ်နေတယ်ထူသားတွေအနေနဲ့နယ်သာလန်ကိုဇုံပေါ်လေးကြိုက်လာနိုင်တဲ့အနေအထားတစ်ခုရှိတယ်အဲဒါကြောင့်အဲဒါကြောင့်ကျွန်တော်ကဒီပွဲကိုမောင်းထဲလောက်ပဲဆော့ဖို့ကောင်းတယ်လို့အကြံပေးချင်တာပေါ့နော်အဲတော့ဒီပွဲမှာကျွန်တော်ကတော့ဇုံပေါ်အောင်မယ်လို့တော့ကျွန်တော်မတွေးဘူးအဲကျွန်တော်ဒီပွဲမှာဖင်လန်မင်းကြိုက်တယ်ဘော်ဒီမှာကျွန်တော်ဖင်လန်မင်းကြိုက်တယ်ပေါ့နော် ဂူပေါင်းကတော့ကျွန်တော်မရွေးရဘူးဘာလို့ဘာလို့လဲဆိုတော့ဖင်လန်တကူရမယ်လို့ဂူပေါင်းပေါ်တက်သွားနိုင်ကြီးများတယ်ပေါ့နော်။အော်နယ်သာလန်တုံးကိုပြက်ဖို့ခတ်မယ်လို့ကျွန်တော်ကတွေးနေတယ်။အော်ကျွန်တော်ဒီဘက်မှာဖင်လန်ဘော်ဒီပဲကြိုက်တယ်ပေါ့နော်။နယ်သာလန်တူးစည်းလို့တူးစည်းလောက်နဲ့ပဲနိုင်သွားနိုင်ကြီးများတယ်။3စည်းဖြစ်ဖို့နည်းနည်းလေးခတ်မယ်လို့ကျွန်တော်ကတွေးရဖင်လန်ဒီနယ်သာလန်ဖွင့်ဆောင်မှာမဟုတ်ဘူးပိတ်ဆော့မှာဆိုတော့ဒါမနေ့ကဂျော်ဂျီယာဆိုလဲစပိန်ကို ဒါတကူမပြန်မရဘူးလीเนาะအတူတီလောက်နေမဲ့ပြီးတော့အကူအောက်လေးလှတယ်မနေ့ကလည်းเนาะဒီလိုမျိုးလဲကျွန်တော်ကိုအောက်တော့ကြိုက်တယ်ဒါပေမဲ့ဖင်လန်တကူရသွားမှာကိုနည်းနည်းလေးစိုးရိမ်နေတဲ့အတွက်ကိုပေါ့မပေးအဲကိုအောက်ကိုမပေးကျင်ဘူးဖင်လန်ဘော်ဒီတရားမဲ့ကျွန်တော်ပေးကျင်ပါတယ်เนาะဒီပွဲမှာတော့နောက်တစ်ပွဲခရိချာနဲ့ဂျီဘရတာအဲဒီပွဲကတော့ဟိုငါးလုံးတန်းကြီးပေါ့ဗျာငါးလုံးသေးရင်ငါးလုံးပြာရှုံးနဲ့ကိုပေါင်းကြီးပေါ်ရင်ဒီလိုကြီးရကျွန်တော်မကြိုက်ဘူးကြိုက်ကြရလည်းမရှိဘူးပေါ့เนาะခရိချာရဲ့အမတ်လွယ်ချက်ပါညာကျွန်တော်တစ်ချက်ပြန်ကြည့်ပေးမယ် အဲပထမကြောက်မှာတော့ခရီးချာနော်ဒီဂျီဘရိုတာအင်ကွင်းမှာတော့7စီးနဲ့တော့ရိုက်ထားတော့ရှိရပေါ့နော်အဲအမတ်လူရဲ့ချက်ကချက်နဲ့လက်ရှိမှာအရမတူတပွဲရော့ဆိုတော့ဒါဒီနေ့မှာဂျီဘရိုတာခရီးချာ1စီးတော့လည်းကတ်နိုင်ပြီးတော့ဗျာ16မဲ့ယူလိုက်မယ်နော် goal difference ကိုကြည့်တော့လည်း16 goal တော့ difference ဖြစ်နေချက်ကိုကြည့်တော့ချက်က7နဲ့6ဆို5 goal ပဲရှိတော့ဒါချက်တယ်လေသူက easy တာနေဒီနေ့မှာ goal တွေအများကြီးမတွင်းတော့ဘူးလို့ကျွန်တော်တွေးတာပဲနော်အော် ဟိုကျွန်တော်ဒီပွဲမှာပထမကြောလိုမျိုး7စီးပဲရိုက်လိုက်လိမ့်မယ်လို့တော့ကျွန်တော်မတွေးဘူးကျွန်တော်ဒီပွဲမှာ9အောက်ပဲကြိုက်တယ်နော်ခရီးချပွဲတင်ကျွန်တော်9အောက်ပဲကြိုက်ပါတယ်နှစ်ကြောစလုံး9ပြည့်ချပြည့်ကြီးနိုင်လိမ့်မယ်လို့ကျွန်တော်မတွေးမထင်ဘူးအဲ့တော့ခရီးချနိုင်သွားလဲ1စီး2စီး3စီး body down အောင်မို့ခတ်မယ်ဟို body down ကြောင့်အောက်တင်း gibro တာတောင်ကြိုက်သေးရယ်နော်အဲ body down အန်ဒီများရယ်ပေါ့နော်9ပေါင်းအောက်ပဲကျွန်တော်ကြိုက်တယ်9ပေါင်းကလက်ရှိမှာ9လုံးကို 40ရှုံ30ရှုံလောက်ပေါက်နေဘော်ဒီက၅လုံးတည်ဖြစ်နေပါတော့เนาะကျွန်တော်ခရိုရှားပွဲစဉ်9ပေါင်းအောက်ပဲကြိုက်ပါတယ်အဲနောက်တစ်ပွဲကဒိမန်နဲ့ဂရိဒိမန်ကတလုံး40နိုင်နှလုံး90ရှုံစတဲ့ကြီးတလုံး90နိုင်နှလုံး90ရှုံတိတ်တော့ပြောင်းလဲမှုတော့မရှိဘော်ဒီကြီးရော9ပေါင်းကြီးရောပါတော့ အော်ဒိမတ်ကဂရီးကိုဒီလောက်ပေးတရာကအဲပြင်းတဲ့ဘက်တော့သွားတယ်ဗျဂရီးအိမ်ကွင်းမှာတော့ဂရီးကတော့မှဒါ level 50ရှုံပြရှုံလေး30ရှုံလောက်ဒီလောက်ပေးခဲ့တာဗောနော်အော်လက်ရှိမှာတလုံး30နိုင်40နိုင်ဂျာတီတောင်ပေးနေပြီဆိုတော့ဒါလိုအားထက်တော့ပို့ပြီးတော့ကြီးပြင်းနေတဲ့အနေထားတော့ရှိတယ်အဲဒိမတ်အနေနဲ့ကပထမဆုံးပွဲစဉ်မှာဒါစစ်စည်းနဲ့ဘယ်လောက်လဲကိုနိုင်ထားတယ်ဒီဒီအခုဒုတိယပွဲစဉ်မှာတော့ဒါ ဂရီကိုတော့အလောက်ဒီကိုပြတ်နိုင်ဘူးတော့မလွယ်တော့ဂရီအနေနဲ့ကစကော့တလန်ကိုလည်းအဝေးဝင်းကန်တိုင်းဒီနေ့မှဒိမက်ကိုအဝေးကွင်းဆိုတော့အဝေးတူအဝေးတော့ဖြစ်နေရပါတော့နည်းနည်းလေးတော့ပွဲပန်းနိုင်နေအော်အမတ်ဘေးဆရာရခုနစကော့တလန်လိုပဲဒိမက်နဲ့စကော့တလန်ဒီရမတ်တူနေတယ်ဂိုးဒီဖန့်ကြီးကြီးမှဖြစ်တယ်ဒီနေ့မှဒိမက်ကတေကြလို့တော့မရဘူးစကော့တလန်ဟိုဘက်ကဘယ်ရာလို့ကိုတော့အနိုင်ခံသွားလိမ့်မယ်ဆိုတော့ဒိမက်တေကြသွားမယ်ဆိုရင်စကော့တလန်ကအဆင့်တေးရမယ်ဒိမက်ကအဆင့်နေရောက်မှာဆိုတော့အန်နေတော့နည်းနည်းလေးများအဲဂရီအနေနဲ့ကြည့်မယ်ဆိုရင်ဂရီကလည်း ဒါအတင်းတစ်ခု level တစ်ခုရှိရဲ့အတင်းဖြစ်တယ်သူကလည်းတောင့်ခံပြီးကလားမှာပဲဗောနော်အဲ့တော့ကြည်ကြည်လေးကလားမနီယာဟန်ဂရီနဲ့အဲဟိုဘက်ကပါပါလေနော်ကျွန်တော်မေ့ပါအထားပါအဲ့အဲ့လိုမျိုးတူးစည်းပွဲလိုမျိုးဒါကန်ကောင်းလို့ဟန်ဂရီတူးစည်းနောက်ဆုံးမိနစ်မှနိုင်သွားတော့နော်မဟုတ်ရင်ကျွန်တော်တို့လစ်အောင်မှာအဲ့ပွဲအဲ့လိုမျိုးကစားလာနေချက်ဒီပွဲမှာကျွန်တော်ဒိမက်ပွဲကိုဂူပေါင်းအောက်အဓိကဂူပေါင်းအောက်ကြိုက်တယ်ဗောနော် ဘော်ဒီမှာက1 plus 20နဲ့30နဲ့ကြည်တန်းကတေးတပေါက်ရှိတယ်ဒိမဲ့နိုင်သွားခဲ့ရင်လဲ1စီးဆိုအကွက်မျိုးလာနိုင်နေပေါ့နော်ဟောဒီပွဲကဘာကိုစောင့်ပြီးကစားတင်လဲဆိုစကော့တလန်ရဲ့အနိုင်ရှုံးရလက်ကိုကြည့်ပြီးတော့ကစားတင်တယ်စကော့တလန်ကကိုပြက်ချပြက်အနိုင်ကန်သွားမယ်ဆိုဒိမဲ့ကလည်းအနိုင်လိုက်ကန်လိုက်ကန်မှရမှာမဟုတ်ရင်သူအသင်းနှစ်ကိုရောက်မှာဆိုအိုက်ပွဲကိုစကော့တလန်ပွဲကိုကြည့်ပြီးတော့ကစားရင်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဲ့လောက်ထိလည်းမစောင့်နိုင်ဘူးလေတနားကြီးလောက်မှကန်မှာဆိုတော့နော်ဟောကျွန်တော်ကဂူပေါင်းအောက်လီကိုကြီးကကြိုက်တယ် အဲ1.20နဲ့သွင်းတဲ့ဂျီတန်းကလိုအားထက်တော့ပိုပြင်းနေရဆိုရင်တီတပေါက်ကြရအတွက်နည်းနည်းလေးတော့အန်ဒီများတယ်ဝစ်တော့များဒိမ့်မက်ကိုတော့ပိုကြိုက်တယ်ဒိမ့်မက်အိမ်ကွင်းကိုကျွန်တော်ဗတ်မကန်ရဲဘူးကျွန်တော်ဖရီတစ်တွေလုတ်ပေးတော့ကလွန်ခဲ့တဲ့တစ်နှစ်လောက်ကပေါ့နော်ဒိမ့်မက်အိမ်ကွင်းမှာကျွန်တော်ဗတ်ကန်ဘူးတယ်လစ်တယ်ပေါ့နော်ဒိမ့်မက်အိမ်ကွင်းမှာတော့တွားပြီးဗတ်မကန်ဒိမ့်မက်ကအိမ်ကွင်းတော်တော်လေးအာ ဘယ်လိုပြောမလဲ performance ကောင်းတယ်လို့ပြောလို့ရအောင်เนาะအဲဒိမ်းမန်နဲ့ goal အောက်လေးတွဲဆော့မယ်ဆိုတော့အရှုံးမရှိတော့ဝမ်ဝမ်ဆိုရင်ကျွန်တော်တို့ဒီ goal ဘောင်းအောက်ကပြန်ရမှာဆိုတော့เนาะ one lead ဆိုတော့ပုံကောင်းတာပါလေ body ပြားလေးရမယ် goal ဘောင်းအောက်ရမယ်အဲကျွန်တော်ကတော့ဒိမ်းမန်နဲ့ goal အောက်လေးတွဲပေးခြင်းနဲ့အဲတကယ်လို့ Scotland နိုင်မယ်ဆိုတော့ဒိမ်းမန်ကတော့အနိုင်ခံပါပဲဗောနော်အဲ့လိုလေးတစ်ချက်တော့စောင့်ကြည့်နေတော့တောက်ကြည့်နိုင်တော့ပုံကောင်းတာဗောနော် နောက်တစ်ပွဲကလီတူရေးနီးယားနဲ့ပိုလန်ပိုလန်တလုံး90ရှုံးတလုံး90နိုင်အဲပိုလန်ကတော့ပထမပွဲစဉ်မကန်တော့ဖရန်နီမဲ့ပဲကန်ထားတယ်လီတူရေးနီးယားကတော့ဝေးကွင်းမှာဖင်လန်ကိုတူဝန်းနဲ့တွားရှုံးထားတာလေးတော့ရှိတယ်ပေါ့နော်အော်ပိုလန်အနေနဲ့ဒီနေ့မှာဒီပွဲကကျွန်တော်ဟိုကနေနည်းနည်းလေးခက်ဆင်စင်ပေါ့နော်ဒီ chess ပွဲနဲ့ဟိုဂျီတန်းတူတယ်ဘော်ဒီဂျီတန်းရောကိုပေါင်းဂျီတန်းရောတူတယ်အော်ကျွန်တော်က chess ကိုကြိုက်ခဲ့တာဆိုပိုလန်ကိုလည်းကြိုက်မှရမယ်ဘာလို့လဲဆို chess မအကြီးမောင်လို့ရှင်ပိုလန်ကြီးအောင်ပါဗျာဒီကဂျီတန်းတူတဲ့အတွက် chess မအောင်ပိုလန်အောင်မှာအဲ့တော့ချက်နဲ့ပိုလန်ကိုဟိုဘယ်လိုပြောမလဲနှစ်ခုလုံးအတူတူဆော့နေကျင်တယ်နှစ်တင်းစလုံးတော့ဂျင်းမကြောက်ကန်ကောက်နှစ်တင်းစလုံးတော့အောင်သွားနိုင်ပိုလန်အနေနဲ့ကနယ်သာလန်အောက်မှာရောက်နေဖြစ်တယ်ဒီနေ့လဲပိုလန်ကနိုင်အောင်တော့ကန်မယ်ဘာလို့လဲဆိုတော့သူရှုံးတော့ရင်ဖင်လန်ကနောက်ပွဲမှာဟိုနိုင်နိုင်ပိုင် ဖြစ်လာမယ်ဆိုရင်ပိုလန်ကိုဟိုအမတ်ကျော်သွားနိုင်တယ်ဆိုတော့ပါတော့ပိုလန်နဲ့ဖင်လန်လက်ရှိမှာအမတ်အမတ်ကတူနေရပါတော့ပိုလန်ကတော့တခုတော့ရှိရဲတပွဲတော့ယော့ကသားထားအဲ့ဒါလေးတော့ရှိရပါတော့အော်ကျွန်တော်ဒီဘက်မှာပိုလန်မင်းကြိုက်တယ်နော်ဂိုပေါင်းကတော့အောက်မင်းကြိုက်တယ်တနည်းပလက်90ဖြစ်နေရတော့ပါတော့အော်ပိုလန်နဲ့ချက်ကိုအတူတူလေးကစားသိကျင်တယ်နော်အဲ့လိုမျိုးလေးတော့ကစားဖို့ကြံပြီးကျင်မှာတကယ်လို့အဲပိုကောင်းတာဆယ်နိုင်ခွဲမှာ chess body ကြီးကြခဲ့မယ်ဆိုတော့ပိုလန် body ကတော်တော်လေးကောင်းသွားပြီနော် နှစ်တင်းစလုံးကြီးနှန်းလူနှစ်တင်းစလုံးနှစ်တင်းစလုံးကြီးမကြတဲ့အချက်ကိုကျွန်တော်ဆွဲကင်ထားတာဖြစ်တဲ့အတွက်ချက်တာကြီးမအောင်ငယ်ဘူးလို့ပိုလန်းပိုသေးကြတယ်။အဲတကယ်လို့ဆယ်နိုင်ခွဲမှာချက်ဘော်ဒီကြီးအောင်ခဲ့မယ်ဆိုပိုလန်းဘော်ဒီကိုရှောင်ရင်ရှောင်မောင်းနောက်ပဲဆော့ပါတော့အဲ့လိုမျိုးလေးအကြံပေးခြင်းပါတယ်နော်။နောက်တစ်ပွဲကရိုမေးနီးယားနဲ့အော်စတြေးလျဒီပွဲတော့ရှင်းမှာကျွန်တော်ကြီးဒီပိုင်းတော့မကြည့်ကျင်တော့ဒီပွဲကဘာလို့လဲဆိုတော့အော်စတြေးလျ10ကိုတွင်းပြီးသွားပြီလေနော်။ဆယ်ကို0နဲ့ရိုက်ပြီးသွားဒီဘက်9အောင်ပဲကျွန်တော်ကြိုက်တယ်เนาะနှလုံး85ပြားရှုံပေါက်နေရဲ့လက်ရှိမှာအော်စတြေးလျကတလုံး85ပြားနိုင် ဒီကြီးတန်းကကျွန်တော်အနေနဲ့ဆိုရင်တော့အဲပေးရမယ့်ကြီးတန်းလောက်တော့မဟုတ်ဘူးနုတယ်ဘာလို့လဲအိမ်ကွင်းမှာတလုံးအရှုံးပေးခဲ့တဲ့အနေထားမှာဆိုတလုံးတေးတလုံးပြားနိုင်ပြားနိုင်တယ်မဟုတ်ဘူးဒီခုလိုမျိုး90 အထက်မဟုတ်80တန်နိုင်မို့ပဲတလောင်း20နဲ့တွန်းနေတော့ပေးရမယ်လို့ကျွန်တော်ယူဆထားတယ်။အော်အင်ဝင်ဝင်ဂျီနန်အရာကလည်းဂျီနန်တော်တော်လေးနုနေတယ်။ဘော်ဒီဂျီနန်နုနေတယ်လို့ဂူပေါင်းဂျီနန်သွားကြည့်တော့ဂူပေါင်းဂျီနန်ကလည်းနုနေတယ်။ဟိုပထမဒီနိုင်ငံကဘရိတ်ပထမပွဲစဉ်မှာကံငယ်၁၀ -0 မှအားမနာဘူး။နှလုံးသုံးလုံးရှိရင်အပြည့်နိုင်ဆိုဂျီနန်ကအော်စတီးယားရဲ့ပေးရမယ်ဂျီနန်လို့လည်းမဟုတ်ဘူးလို့ကျွန်တော်တွေးတယ်ပေါ့နော်။အဲ့တော့ဒီပွဲမှာကျွန်တော်အောက်ဆုံးကြိုက်တယ် ဲဘိုကူပေါင်းအောက်ကတော့အဓိကကြိုက်တယ်ပေါ့နော်ဘော်ဒီကတော့ဂျာဂျီဒန်နူးလိုရိုမေးနီးယားလေးကိုကျွန်တော်ကြိုက်တာပြီးတော့ရိုမေးနီးယားအင်ဂွင်းကောင်းတာလည်းပါတယ်ရိုမေးနီးယားအင်ဂွင်းကစားအားလေးမဆိုးဘူးပေါ့နော်အဲအကြောင်းလည်းကျွန်တော်ရိုမေးနီးယားလေးကိုကြိုက်ပါတယ်နော်အဲရိုမေးနီးယားနဲ့ကိုအောက်လေးကျွန်တော်ကြိုက်ပါတယ်အဲကြတော့ဒီနေ့တော့ဒီလောက်ဒါတော့မှ7မိနစ်ကျော်ပါပြီနော်အော်ကျွန်တော်ဒီနေ့တော့ဒါနောက်ကျသွားတယ်အပြင်လဲဒါအလူအလူတစ်ခုရှိရတယ်နော်မနက်ကလည်းမနက်ကျွန်တော်တို့ဒီ အင်တာနက်လိုင်းကြီးပြတ်တယ်ဒီနော်မနေ့ကကျွန်တော်ကျွန်တော်တရားဝဲဖြစ်တာတော့မသိကျွန်တော် Viber နောက်ဆုံးကြည့်လို့ရခဲ့တာဘယ်နှမိနစ်ကလဲခဏကျွန်တော်ပြန်ကြည့်ပြင်မမတရားနဲ့ကျွန်တော်နောက်ဆုံးမနေ့ကစကားတော့ပြောလိုက်သေးတယ်သူညာဘလိုဘလိုဖြစ်သွားတယ်ဆိုတာလေးပေါ့နော်အဲဘယ်ရောက်ပါလဲခဏလေးပဲ9953ကျွန်တော်အိယာမနူအိယာထားတဲ့အချိန်ပေါ့6နိုင်ကျွန်တော်အိယာထားမနေ့ကနော်အဲ့လိုမျိုးဆိုတော့အဲ့ဒါနောက်ပိုင်းကျွန်တော်လိုင်းသုံးလို့မရဘူး နေ့လယ်ထိကျွန်တော်လိုင်းသုံးလို့မရနေ့လယ်ကျတော့ကျွန်တော်အပြင်တော့ရောက်နေတယ်ဒါပေမဲ့လိုင်းသုံးလို့ရတယ်ကျေးကြီးတယ်ဒါပေမဲ့ဗီဒီယိုရိုက်လို့မရဘူးဗျာအပြင်ရောက်နေရဆိုတော့နော်ဗီဒီယိုတော့ခု၈နိုင်လောက်မှတင်ဖြစ်တယ်အဲ့ဒါလေးတော့တစ်ချက်နားလည်ပြီးပါဒီနေ့တော့နော်အော်ရှစ်ခွဲလောက်ကြာရင်မမပွဲပို့မယ်ပြီးရင်ကျွန်တော်ဖီတစ်ပို့မယ်မောင်းနေပို့ပေးပါမယ်နော်အော်ဒီနေ့တော့ဒီလောက်ပါပဲနော်အားလုံးသုံးလိကြည့်ပြီးကြရဲကျေးဇူးအများကြီးတင်ပါတယ်မလဖန်လည်းကျွန်တော်ရုံဖွင့်ရဲဆိုတော့ဒီလိုချိန်မဲ့လာပါမယ်နော်၈နိုင်ရှစ်ခွဲလောက်မှပဲကျွန်တော်ဗီဒီယိုတင်ပေးဖြစ်ပါမယ်အားလုံးမင်္ဂလာရှိတော့ညဉ့်ဉန်လေးဖြစ်ကြပါစေအားလုံးဂုဏ်လက်ပါအားလုံးဂုဏ်နိုင်ပါခင်ဗျာ